လိုင်းသာယာမြို့နယ်အတွင်းမှာချစ်သူစုံနှွဲတွေစီကနေဖုန်းနဲ့ရွှေတဲ့ပစ္စည်းတွေလူရက်ခဲ့တဲ့ကျူးလွန်သူ၃ဦးကိုဖမ်းဆီးရမိကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့မက်လ23ရက်နေ့သတင်းထုတ်ပြန်ချက်အရသိရပါဗါး။လိုင်းသာယာမြို့မှာရဲစခန်းမှာတာဝန်ကျတပ်ဖွဲ့ဝင်တွေဟာမက်လ16ရက်နေ့ည9နာရီခွဲအချိန်ခန့်ကနယ်မြေလေကင်းဆောင်ရွက်နေစဉ်လူရက်မှုကျူးလွန်သူတွေရဲ့တဲ့င်းကိုရရှိတာကြောင့်ပိတ်ဆို့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။၎င်းတို့၃ဦးဟာလိုင်းသာယာမြို့နယ်မှာနေထိုင်သူတွေဖြစ်ကြပြီး၎င်းတို့နဲ့အတူလက်ကီအမျိုးအစားဆိုင်ကယ်တစီ လေးကွာတလက်တန်ကုန်းသီး၅လုံးဖုန်းတလုံးအလေးချိန်6ပဲကျော်ရှိရွှေဆွဲကြိုးအပြက်တကုံအယိုးအသွာ၁၂လက်မခန့်ရှိတဲ့ဓာဥချုံတစ်ချောင်းတို့ကိုပါတင်စီရမိခဲ့တယ်လို့သိရပါဗျ။၎င်းတို့ကိုစစ်ဆေးချက်အရမက်လ၁၆ရက်နေ့ည9နာရီအချိန်ကလှိုင်းတရာမြို့နယ်ရွှေလင်ပန်းစက်မှုဆောင်မှာလမ်းဘေး၌စကားပြောနေတဲ့ဇုံတွဲတွဲစီကနေလူယူခဲ့တာဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့သိရပါဗျ။ ဒါပြင်၎င်းသုံးဦးဟာပြီးခဲ့တဲ့တလအတွင်းလှိုင်သာယာမြို့နယ်အတွင်းမှာပဲအခြားသမီးရီးသားဇုံတွဲတွေစီကနေဖုန်းတလုံး၊ရွှေနဂတ်တရံ၊ရွှေလက်စွတ်တကွင်းနဲ့ရွှေဆွဲကြိုးတကုံးတို့ကိုလည်းလူယူခဲ့သေးတယ်လို့စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။လူရမှုကျူးလွန်ခဲ့သူသုံးဦးကိုလှိုင်သာယာမြို့မှရဲစခန်းကအမှုဖွင့်ကအရေးယူဆောင်ရွက်လျက်ရှိပြီး၎င်းတို့လူရက်ခဲ့တဲ့ပစ္စည်းတွေကိုလက်ခံဝယ်ယူခဲ့တဲ့လှိုင်သာယာမြို့နယ်နေမောင်နိုင်ဆိုသူကိုလည်းအမှုဖွင့်ဆောင်ရွက်နေကြောင်းသိရပါတယ်။